အညာရှိရောရောပွန်တခြားဒီနေ့ဗီဒီယိုလေးမှာရောရောပွန်တို့အတွက်တကယ်ကိုအသုံးဝင်မဲ့အရာလေးကိုပြောပြဖို့စီစဉ်ထားပါတယ်။ကဲကြည့်ကြည့်ရအောင်။တခြားတို့ကိုရီးယားလိုစကားပြောတဲ့အချိန်မှာတခြားတို့ရဲ့ဖော်ပြချက်ပေါ့နော်။ကိုပြောကျင်တဲ့အရာကိုပုံပြီးတော့အဓိပ္ပာယ်ရောက်အောင်လို့ဘလိုလေးတွေပြောမလဲ။အဲ့တော့ကြတော့စကားရဲ့အရှိန်မှာအမှန်တိုင်းပြောရမယ်ဆိုရင်တော့ ရိုးသားသားပြောရမယ်ဆိုရင်ဒီလိုဖော်ပြချက်လေးတွေထည့်မယ်ဆိုရင်ချဲတို့ရဲ့စိတ်ရင်းပေါ့ကိုဖော်ပြခြင်းနဲ့ကိုရဲ့ဟိုဒီစကားပေါ်မှာလေးနက်မှုပေါ့နော်ဒါမျိုးလေးတွေကိုပို့ပြီးတော့အမ်တစ်ဖက်လူရှိကိုတက်ရောက်မှုရှိစေပါလိမ့်မယ်။ကဲအဲ့တော့ဒီဗီဒီယိုလေးကိုမြ мян လေးလေ့လာကြည့်အောင်နော်။အမှန်တိုင်းပြောရရင်ရိုးသားသားပြောရရင်ဆိုတဲ့ဟာလေးကိုချဲတို့စကားတွေရှိမှထည့်ပြီးတော့ပြောမယ်ပေါ့နော်။အဲ့တော့အဲ့ဒါ၃မျိုးလောက်ပြောလို့ရပါတယ်။ဖုတ်ချီခီ 솔직히 제로 유효다다 소리 되게 많아. 유효다 뼈매 소인에 말한 뼈와인 어 솔직히 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 말하자면 솔직히 말하면 말한 뼈와매 소인에유다다 뼈와매 소인 솔직히 저 오늘 약속 늦었어요. မှန်တိုင်းပြောရရင်ကျွန်တော်ဒီနေ့ချိန်းထားတာကိုနောက်ကျသွားတယ်။ကဲဒါဆိုရင်ပြီးသွားရင်စားရှိတဲ့လိုဒါကတော့တကယ်ကိုပဲစားရှိဆိုတာကျတော့အမှန်တရားကိုပြောတာပါ။စားရှိတဲ့လိုဆိုတော့အမှန်တရားအတိုင်းအမှန်အတိုင်းပေါ့နော်။စားရှိတဲ့လိုမာရမြောင်အမှန်အတိုင်းပြောရမယ်ဆိုရင်စားရှိတဲ့လိုမာရမြောင်ချောဦးနစုကျေရအနေဆိုယောမှန်တိုင်းပြောရရင်ကျွန်တော်ဒီနေ့အင်စာလုံးမလာခဲ့ဘူး။ဒါမျိုးပေါ့နော်။ ပြီးတော့ရင်နောက်တစ်ခုကဘာလဲဆိုတော့ shouldn't အမှန်တကယ်ဆိုရင် shouldn't 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 ချောကုစားရမချမူလာယိုမနိုင်ဆိုရင်တော့ကျွန်တော်သူ့ကိုကောင်းကောင်းမသိဘူးဒါမျိုးလေးပေါ့နော်အဲ့တော့ချဲတို့ကစကားပြောနေရဲ့အရှိမဒီလိုမျိုးအထပ်ပြီးတော့အမှန်တမ်းပြောရရင်ရိုးသားပြောရမယ်ဆိုရင်ဒါမျိုးလေးထပ်ပြီးပြောတဲ့အချိန်ကျတော့ပို့ပြီးတော့อืม စကားကကိုယ့်ရဲ့အထိပ္ပယ်ကတစ်ဖက်လူကိုပို့ပြီးတော့တက်ရောက်စေတာပေါ့နော်။ကဲအဲ့တော့ဒီစကားလုံးလေးတွေကိုမှတ်ပြီးတော့ချဲလို့စကားပြောမှာအများကြီးထည့်ပြီးတော့သုံးကြည့်ကြမယ်နော်။ပြန်ပြောပြပါမယ်။ယူတတပြောရမယ်ဆိုရင်ဖိုချီကီဖိုချီကီမာရာမျောအမှန်တိုင်းဆိုရင်ဆာရှိတယ်လို့ဒါမှမဟုတ်ရှီတယ် ကဲဒါဆိုရင်နောက်ဗီဒီယိုလေးတွေမှာလည်းဒီချက်ကအခုလိုမျိုးပဲရောရောကုန်းတို့အတွက်အတုံးဝင်မဲ့စကားပြောလေးတွေစကားလုံးလေးတွေကိုလွယ်လွယ်ကူကူနဲ့တင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ရဲ့ Facebook page လေးကို like and follow လုပ်ပြီးတော့ YouTube မှာလည်းဒီချက်ကသင်ခန်းစာလေးတွေအများကြီးတင်ထားပေးတာရှိတဲ့အတွက်ကြောင့်မလို့ YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့မမေ့နဲ့နော်ကဲဒါဆိုရင်ချန်နယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရောရောကုန်းချုံဟာလူတိုက်ဆက်ရောညော